လက်ရှိကမ္ဘာဖလားချန်ပီယံကိုဂိုးပြတ်ရှုံးနေခဲ့တဲ့ဘရာဇီးတင်အာဂျင်တီးနားတင်နဲ့ဘရာဇီးတင်ကမတ်လ26ရက်နေ့မှာရှင်မြန်ကစားခဲ့ကြတာဖြစ်ပါတယ်။အရန်ကိုမြိုင်ဆိုင်တဲ့ကစားပွဲတွေဖြစ်ခဲ့ပြီးတော့အဝါကတ်ဆိုရင်လည်း10ကတ်အထိကိုရှိနေခဲ့တဲ့ပွဲတွေလည်းဖြစ်ပါတယ်။ဘရာဇီးတင်ဟာအာဂျင်တီးနားတင်ကိုဒီပွဲစဉ်မှာခြေစွမ်းပိုင်ရောရလက်ပိုင်ရောရှုံးနေခဲ့တဲ့ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ပွဲစားချိန်၄မိနစ်မှာပဲ Everest ရဲ့ဂိုးကိုစတင်ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။ဦးဆောင်ဝေးရသွားတဲ့အာဂျင်တီးနားတို့ဟာကစားအားချမသွားပဲပွဲကစားချိန်12မိနစ်မှာ အန်ဇိုဖာနန်ဒက်စ်ရဲ့ဒုတိယဂိုးပွဲကစားချိန်26မိနစ်မှာမက်ထရူးကဘရာဇီးအတွက်ခြေပါကိုသွင်းယူခဲ့ပေမဲ့38မိနစ်မှာအလစ်စတာကတတိယမြောက်ဦးဆောင်ဂိုးကိုထပ်မံသွင်းလိုက်ပါတယ်။ပထမပိုင်းပြီးမှာတော့အာဂျင်တီးနာ3ဘရာဇီး1ဆိုတဲ့ရလဒ်နဲ့ပဲပထမပိုင်းပြီးဆုံးသွားပါတယ်။ဒီအပိုင်းမှာတော့ဘရာဇီးတို့ခံဘက်ပြန်လာမဲ့ကစားကွက်တွေပြင်ဆင်လာခဲ့မယ်လို့ထင်ခဲ့ပေမဲ့ထင်သာသလိုမဖြစ်ခဲ့ပါဘူးဘရာဇီးဟာ individual ပိုင်းမှာရော team like ရော တင်ဝက်လိုက်ကိုအကုန်ရှုံးနေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာကစားပုံအနေနဲ့ပိုချမ်းတန်းလာတာကြောင့်အဝါကက်တွေလည်းများလာခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ဘရာဇီးတင်းကကစားသမား3ဦးထိအလဲလဲလုခဲ့ပြီးတော့အာဂျင်တီးနားတင်းကတော့2ဦးလဲလဲလုခဲ့ပါတယ်။ဘရာဇီးတင်းကလူစားလဲလဲမှု3ဦးထိပြုလုပ်ခဲ့ပေမဲ့လည်း82မိနစ်မှာစီမာဝေရဲ့ဂိုးကိုထပ်မံခွင့်ပြုလိုက်ရပါတယ်။ဒုတိယပိုင်းမှာတော့ကစားသမားအချင်းချင်းအချင်းမြောက်မှုနိုင်ငံရှိခဲ့ပြီးတော့ပွဲစဉ်ကဒီလိုနဲ့ပဲ မိနစ်90ပြီးဆုံးသွားပြီးတော့အာဂျင်တီးနားတို့ကပဲလေကိုတကူဆိုရဲရလနဲ့နိုင်ရရှိသွားတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဘရာဇီးတင်းက World Class အဆင့်တန်းချန်ပီယံခြေစွမ်းမျိုးရှိမိနေကြတာကြောင့်ဘရာဇီးတင်းကအရေးသေးတစ်ဆင့်နှိမ့်သွားပြီလားဆိုတာလေကုန်ထုတ်စရာတွေရှိလာခဲ့တာဖြစ်ပါတယ်ဒါလေးကတော့ World Cup Qualification အာဂျင်တီးနားနဲ့ဘရာဇီးတို့ရဲ့ပွဲပြီးတုံးသက်ချက်လေးပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ